အလုံးမင်္ဂလာပါ property စီကနေကျဆူပါတယ်ဒီနေ့ရတော့ကျွန်တော်တို့ဒါ builder mall ကနေပြောကြီးမှုချင်းပါတယ်2025အိမ်ချင်းမြေနဲ့ဆောက်လို့ရပစ္စည်းများပြပွဲကိုကျွန်တော်ရောက်နေဖြစ်ပါတယ်ပြပွဲထဲမှာဆိုရင် ။ဒေါင်းပေးမဲ့ဘီးဆံမလို့ပဲနဲ့အိမ်လဲဆောက်လို့ရတယ်။ဒေါင်းပေးမဲ့ဘီးဆံမလို့ပဲနဲ့အိမ်လဲဝယ်လို့ရတယ်ဆိုတော့ project တွေလည်းပေါဝင်တယ်။အာဒါ export ရဲ့ရောက်နေတာပေါ့နော်။ဆိုတော့ကျွန်တော်နဲ့အတူတူဘယ်လို project တွေပြတ်တာနေရလဲ။နောက်တခြားဘာပစ္စည်းပြတ်တာနေရဆိုအတူတူသွားပြလေ့လာရအောင်လား။ဒီမှာတော့ကျွန်တော်တို့ဒါဒီနေရာတော့ကျွန်တော်တို့တကယ်ရမြို့နယ်ဒါမင်းနန္ဒာလမ်းမပေါ်မှာရှိတယ်။ Fortune Plaza မှာပြတ်တာနေရဖြစ်ပါတယ်။ဆိုတော့ဒါဒီနေ့23ရက်နေ့ ပြနေတယ်22 23ပေါ့နော်3ရက်ပြမှာဖြစ်ပါတယ်ဒီ3ရက်လုံးမှာလာပြီးတော့လိလာတင်တဲ့ export တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ okay အဲ့ဆိုကျွန်တော်တို့တွေ့ကြည့်ရဒီမှာဆိုရင်ဒါ brand ကတော့ဒါကျွန်တော်တို့အများကြီးအာ developer တွေအများကြီးကျွန်တော်ပြသနေရမြင်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှဆုံးကတော့ကျွန်တော်ဒီဘက်မှာ main sponsor အနေနဲ့ Steel Stone ကနေပြသနေရဖြစ်ပါတယ်။ Steel Stone မှာဆိုရင်ကျွန်တော်တို့ဒါ zero down payment နဲ့15နှစ်ဘဏ်နဲ့ချိတ်ဆရာမလို့ပေါ့နော် အဲ့လို project တွေလည်းပေါင်ပြသနေရဖြစ်ပါတယ်ဆိုအသေးစိတ်ကတော့ကျွန်တော်တို့ ਨੇ အတူတူအာနည်းနည်းပြပြီးမနော်အသေးစိတ်ကိုကျွန်တော်တို့ expo မှာလာပြီးတော့ကြည့်တင်တယ်ဒါကတော့ကျွန်တော် roughly ပေါ့နော်အာဒါကျွန်တော်တို့ဒီ vlog ပုံစံမျိုးလုပ်ပြထားတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့ကျွန်တော်တို့အခုလက်ရှိမှာအကြီးဆုံးအဲဒါကုံတွယ်ရေးမြို့တော်ဖြစ်တယ်စီးပွားရေးမြို့တော်ဖြစ်တယ်အာမြဝတီမှာမြဝတီစီလီဗလာတို့ အဲဒါကျွန်တော်တို့မြဝတီ new city project ရဲ့နောက် billionaire commercial zone နေနောက်ပြီးထန်းတပင်มาတယ်အဲကျွန်တော်တို့ငါးမွေးကန်လုပ်ငန်းတွေဒါတွေကိုကျွန်တော်တို့ down payment ပေးစရာမလိုဘဲနဲ့ဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်တင်တာကတော့ဒါဒါပြောလိလာတင်တဲ့အဲ expo တခုလည်းဖြစ်တယ်ဒါပြောလိလာတင်တဲ့ project တွေလည်းပါပါတယ်အဆင်ကဲအဆင်တော့ပြောလိလာရဒီဘူးမှာတော့ဒါကျွန်တော်တို့ဒီ365မြန်မာ real estate ပေါ့နော်ဒီမှာကျွန်တော်တို့ condo တွေ ဝယ်မယ်မြေကြီးဝယ်မယ်အကုန်လုံးဒါပြောလေးလာလို့ရတဲ့ real estate agency တခုလည်းဖြစ်ပါတယ်ဒီဘက်မှာတော့ဒါကျွန်တော်ဒီ everlight real estate ပေါ့နော်တို့ကဒါ agency ဖြစ်တယ် agency တွေလည်းအကျိုးဆောင်ပေးတယ်ကွန်ဒိုအလုံးချင်းအကုန်ကိုက်တယ်ပေါ့နော်ဒါကျွန်တော်တို့ decoration လေးလုပ်တယ်လို့သိရပါတယ်အားတော့ကျွန်တော်တို့ဒီဒီလိုကအထူးစီးပွားရေးဆောင်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ square feet 6000ကျော်ကျွန်တော်တို့၄ထပ်ရှောက်ဟောက်ကိုမှာ သိန်း9000နဲ့ဝယ်လို့ရမယ်။သူကတော့ကျွန်တော်တို့ဒီတီလဝါအထူးစီးပွားရေးဆောင်မှာအာဒီ project လဲလာပြီးတော့ဝယ်ယူရင်းနှီးမြှုပ်နှံလို့ရတယ်။နောက်တစ်ခုကအခုလိုမျိုးပေါ့နော်။ကျွန်တော်တို့ရဲ့ခီးတော်မျိုးတော့ကလောမှာတကယ်ကိုအရန်လာတဲ့အာတောင်ဆောင်မှာကျွန်တော်ဆောက်ထားတဲ့ Villa project ဖြစ်ပါတယ်။ဒီ Villa project ကလည်းကျွန်တော်တို့ဒါ1 square feet ကိုမြေကြီးတစ်သိန်း1 square feet တစ်သိန်းဝန်းကျင်နဲ့စပြီးတော့ဝယ်လို့ရတယ်ပေါ့နော်။အဆောက်အဦးပါမယ်ဆိုရင်အဆောက်အဦးကတော့ ်အာ2သိန်းဆိုတော့1 square feet က3သိန်း3သိန်းခွဲဝင်ကျင်နဲ့စဝယ်လို့ရမယ်ဒီ discount လည်းပါမယ်ပေါ့နော်နောက်တစ်ခုကဒါကတော့ကျွန်တော်တို့ဒီဥပ္ပစာရလမ်းကျွန်တော်အဝိုင်းပေါ့နော်အဝိုင်းကျွန်တော်ရှူလုံပြားနဲ့မြဆောင်တို့မှာရှိတဲ့အဲကျွန်တော်တို့အာ Grand Golden View Tower 3ကိုလည်းကျွန်တော်ဝယ်လို့ရပါတယ်ဆိုလာပြီးတော့ကြည့်လို့ရပါတယ်ဒီဘက်ဘူးမှာတော့ဒါကျွန်တော်တို့ furniture ကျွန်တော်တို့ပစ္စည်းပေါ့နော်ဖာနီချာပစ္စည်းဒီမှာကျွန်တော်တို့ခုပြပေးမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ Germany brand ပေါ့နော် Germany brand ဒီဘက်မှာဆိုရင်ညာဆိုရင်အဲ့လိုလိုလိုရပြီးမှတကယ်လို့ကိုကဟိုသမင်းချက်နေတယ်ဆိုရင်မအားဘူးပေါ့နော်ဒီလိုလိုလိုရဆိုအဲ့လိုလေးဒီပစ္စည်းလေးတွေကျွန်တော်ထားတယ်ဒီဒီလိုပစ္စည်းဆိုရင်ဒါဈေးကွက်ထဲမှာအရင် quality ကောင်းတဲ့ Germany brand ကိုလည်းကျွန်တော်ပြသနေရပါတော့အာ interior လုပ်တဲ့ company တွေကနည်းနည်းလာပြီးတော့လေ့လာတင်တဲ့အာအဘူးလည်းဒီခုဖြစ်ပါတယ်အဲဒါဒီဘက်မှာတော့စားတောက်တန်းကတော့ကျွန်တော်မပြတော့ဘူးဒီမှာဒီဘက်မှာတခြားရှိတာလေးကျွန်တော်လည်းပြပေးမှာဖြစ်ပါတယ် let's go လောက်လေးလောက်ပြနောက်တစ်ခုကဒီဘက်မှာတော့အာရွှေခက် ရုပ်ပါနေပြီးတော့အာဒီဘက်မှာဆိုရင်ဒါမီနီကွန်ဒိုတွေရောလဲကျွန်တော်တို့ဒီဂျိုပွိုင်းနဲ့ဒိန်3000 4000ဝင်းကျင်တဲ့မီနီကွန်ဒို project တွေလဲအဲဝယ်လို့ရရလို့တည်ရပါတယ်ဒီမှာဆို Sky Nova နဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီ Villa Nova ပေါ့နော်သူကတော့ကျွန်တော်တို့ဒီတန်ခမ်းကျွတ်မြို့နဲ့တန်တုမာနဲ့ကျွန်တော်တို့အာဝီဇန်ဒါလန်တော့မှာကွန်ဒိုလည်းရှိရယ်လုံချင်း project လည်းရှိရယ်ပွင့်လို့ပြောမှာဆိုရင်ဒီလိုနေရာတော့မြို့ထဲမှာတော့ရှားတဲ့နေရာဖြစ်တယ်ပေါ့နော်ဆိုတော့လာပြီးတော့ လေးလာတဲ့နေရာလေးဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ဒီလူကြီးပေါ့နော်ကျမ်းမာရေးပစ္စည်းတွေလည်းပုံဝင်ပြတ်တဲ့နေရာမြန်မာဖြစ်ပါတယ်။အခုဒီမှာတော့ကျွန်တော်တို့တွေ3 star construction ဆိုရင်ဒါကျွန်တော်တို့ဒေါင်းပေးမဲ့ဘေးဆရာမလို့အာ constructor နဲ့ပြီးတော့ foundation ပြီးမှပတ်စံပေးရမှာပေါ့နော်။အာဒီပြပွဲမှာပဲဒီလို promotion ရှိရလို့သိရပါတယ်။ဆိုတော့ပြပွဲက27 22 23ပေါ့နော်။ဒီ27ကအခုချင်းပါနေတဲ့အနေအထားမှာကျွန်တော်မြန်မာဖြစ်ပါတယ်။ဆိုပြီးတော့အရင်ဒီဘက်မှာဆိုလက်စစ်ပစ္စည်းတွေလည်းပါဝင်တယ်။ နောက်ပြီးတော့ဒါတကားတွေပေါ့နော်အဲ the gracious လောက်တဲ့ company တွေအနေနဲ့ဒီဘက်မှာကျွန်တော်တို့ဒီ smart lock တွေနောက်ပြီးတော့ကျွန်တော်တို့အာဓာတ်လေကားတွေလည်းပေါဝင်ပြတတ်နေရတွေ့ရမှာဖြစ်ပါတယ်။ဒီလိုကြောင့်လို့ကျွန်တော်တို့အနေနဲ့ mindset ဆိုတာကဒီမှာတော့ကျွန်တော်တို့ဒါတကယ်ကို Chinese ဘောစီတွေအတွက်ကျွန်တော်တကယ်ကို royal ဖြစ်တယ် grand ဖြစ်တယ်ဆိုတော့ furniture တွေလည်းကျွန်တော်ပုံမှန်ပြသနေရဖြစ်ပါတယ်ဒီတစ်ဆက်လုံးဆိုတာတင်200ကျော်ရှိရလို့ပြောပါနောက်ဟိုဘက်ခြမ်းကတော့ဒါကျွန်တော်တို့ဒီ HMB တင်တန်းတွေလည်းပါဝင်ပြီးတော့ training လုပ်ပေးနေရအောင်မြင်ရမှာဖြစ်ပါတယ်ဆိုတော့အပြပွဲကတော့ကျွန်တော်ဒီ Fortune Plaza ပေါ့နော်မင်းနန္ဒာလမ်းမပေါ့ Fortune Plaza မှာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ပြပြီးမှာစိတ်ဝင်စားဖို့ကောင်းတာဒီဘက်မှာတစ်ခုရှိသေးတယ် ီမှာဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ online မှာနာမည်ကြီးပြီးသား Terra Lab ကလည်းအာပုံဝင်ပြသနေရမြင်ရလို့ဖြစ်ပါတယ်။တို့ရဲ့ slogan ကဒါကျွန်တော်တဘာဝနဲ့ချိတ်ဆက်ပြီးတော့စိတ်ပစ္စည်းမှုတွေကိုဖြေလျှော့ပေးနိုင်မယ်။အဲကျောင်းဆိုရင်ဒီ aquarium တွေလည်းပါတယ်ပြီးတော့ရင်ကျွန်တော်ဒီ borium လည်းအကုန်ပါဝင်တဲ့ project တစ်ခုဖြစ်ပါတယ်။အာအာဘူရီယမ် decoration တွေလည်းပေါင်ပြတာနေရပါတော့ဒီမှာလက်ကြည့်လိုက်ဒီမှာဆိုရင်ဒါလုံးဝကျွန်တော် indoor ပေါ့နော်ဒါတွေလုံးအပင်အစစ်တွေအကုန်လုံးအပင်အစစ်တွေပေါ့နော်အပင်အစစ်တွေကျွန်တော်ပေါင်ပြတာနေရဖြစ်ပါတယ်မျိုးစုံပေါ့နော်ဒီကအခုကဒီဘူးဒီအလုံးအင်ချင်ပြဲလွင်ရင်ဒီကတော့ကျွန်တော်စိတ်ဝင်စားမှုအများဆုံးပေါ့နော်ကျွန်တော်ကိုကိုယ်တိုင်လည်းအရင်ကြိုက်နေနေရလည်းဖြစ်ပါတယ်အဲဒီကဒီဘက်မှာဆိုရင်ဒါကျွန်တော်အသေးဆုံးကျွန်တော်ဒီကိုယ့်ရဲ့အလုပ်စပွဲကုံမှာထားပြီးတော့ အာထားလို့ရတယ်ကိုယ်ဧကမ်းမှာထားလို့ရတယ်အနေထားပေါ့နော်မရှိတော့ရုပ်စုံတော်တော်လေးလာတယ်အဲကျွန်တော်တော့ဒီမှာအကျိုက်ဆုံးကတော့တရားပဲဒီမှာဆိုရင်ငားလည်းမွေးလို့ရတယ်အပင်ကလည်းအစစ်ပြီးတော့ရင်ဒီတစ်အမြင့်တွေပေါ့နော်ပြောမယ်ဆိုရင်တဘာဝရဲ့စမ်းချောင်းဟိုအဲ့လိုပုံစံ vibe ကို100%ကျွန်တော်တို့ဟိုလောက်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီပြပွဲကတော့ကျွန်တော်တို့ဒီ27 22 23 3ရက်ပေါ့နော်3ရက်ကျွန်တော်ပြသနေတာဖြစ်ပါတယ်ဒါကမင်းနန္ဒာလမ်းမပေါ့ ဖော်ဂျွန်ပလာဇာမှာဖြစ်ပါတယ်ဆိုတော့လာရောက်ကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုကပြန်တွေ့ပါမယ်